အားလုံးပဲမင်္ဂလာပါ UK Match TV ရဲ့ Facebook နဲ့ YouTube Channel ကနေជួសបាទ Champion ပြိသက်တွေအားလုံးမင်္ဂလာပါ Liverpool အသင်းရဲ့နာမည်ကျော်ကစားမတွေပေါ့လေဒီအသီးမှာ Liverpool ကမနစ်ကအမှတ်ပေး Champion ဆုဖလာရတယ်ရတဲ့နောက်ဆက်တွဲမှာ Liverpool အသင်းအနေနဲ့အောင်မြင်တဲ့ပိုကောင်းတဲ့အသင်းတသင်းကိုတည်ဆောက်ဖို့အတွက် Liverpool ကထိတ်တန့်ဆင်းရှိတဲ့ကစားမတွေကိုအားဖြည့်ပြီးတော့ကလပ်ကိုတည်ဆောက်တယ် ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲအခုလောလောဆယ်မှာသူတို့ခေါ်ယူခဲ့တဲ့ကစားမအစ်တီအားလုံးဟာအံဝင်ချင်းမရှိပဲတောက်လျှောက်ရုန်းကန်နေရတဲ့အချိန်သူတို့ရောင်းချလိုက်တဲ့ကစားမတွေဟာသက်ဆိုင်ရာပြိုင်ပွဲတွေမှာခြေစွမ်းပြရင်အသင်းရဲ့ business ကတော်တော်လေးမိကိုထုတ်စရာတွေဖြစ်နေတယ်ဆိုအခုလောလောဆယ်မှာအထူးသဖြင့်အနီးဆက်ဆုံးအနေနဲ့လီဗာပူးရဲ့ပြီးခဲ့တဲ့ရာသီမှာအကောင်းဆုံးကစားမတွေကတယောက်ဖြစ်တဲ့လူ ਈ ဒီယက်ဆိုရင်ဘွန်ဒစ်စတီကာကိုရောက်သွားတဲ့ချိန်ဘိုင်မြူးနစ်အသင်းမှာ၁၇ခုထိတွင်းထားတယ် သူ့အတွက်လီဗာပူးရတဲ့ပြောင်းရွှေ့ခြင်းကယူရို85တန်ရတယ်။ဒါပေမဲ့ Florian Vass အပါဝင် Hugo Akitike နဲ့ Alisson Isak သုံးယောက်ပေါင်းထားတဲ့တိုက်စင်တော့ကျွန်တော်ခုနပြောတဲ့ Jeremy Frimpong တို့ Milos Skarke တို့တော့မပါသေးဘူး။အဲ့သုံးယောက်အတွက်ဝယ်တဲ့ကစားမရဲ့တန်ကြီးက365တန်ရှိတယ်။ ဒီစားမ3ယောက်ရဲ့ total သွင်းကိုက9ခုပဲရှိတယ်အဲ့ဒါတော့မှ majority က akidiki တယောက်တည်းသွင်းထားတာအခု isak က carabao cup မှာတကူသွင်းနေဆိုတော့ liverpool အတွက်ကဒါတကယ်ကိုဈေးကွက်မှာလုံးဝကိုမထင်မှတ်တဲ့ငွေသုံးပြီးတော့မှလုံးဝကိုအမဝင်တဲ့အခြေအနေမျိုးဒါအခုဆိုရင် Saudi Arabia မှာ Al Hilal မှာဒါဝင်နူးရက်လည်းအတိုင်းဒါထူးထူးခြေစွမ်းပြတယ် Luis Suarez ကတော့တကယ့်ကိုကြောက်ခမန်းလေးလေးအကောင်းဆုံးခြေစွမ်းပြတယ် Liverpool ကပြီးခဲ့တဲ့ transfer window မှာ အဲသူတို့တိုတဲအသုံးစည်းကအပေါင်း416တန်းသုံးတယ်16တန်းမှာဒါလီဗာပူးအနေနဲ့ကာဆိုးသွားနေပဲဒီ transfer window မှာ လီဗာပူးအတွက် every single player အတိုင်းမှာသူတို့မျော်လင့်ထားတဲ့ expectation မရဘူးဖြစ်တယ်။ Jeremy Frimpong ပေါင်တန်း30နီးပါးပေးရတယ်။ George Sa Chong နဲ့ Trent Alexander Arnold နေရာမှာခေါ်ထားတယ်။အခုချိန်ထိသူရှိကနေ ground running လုံးဝမတွေ့ရသေးဘူး။စထွက်ကလေးကနေ injury တောက်လျှောက်ဖြစ်နေပြီးတော့ Frimpong ကလီဗာပူးမျော်လင့်ထားတာကိုမရသေးဘူး။နောက်တစ်ယောက်ကတော့ Florian Vers Florian Vers ကပေါင်136တန်းပေးရတယ်။ Bayer Leverkusen ကနေလာပြီးတဲ့အချိန် အခုချိန်ထိပရီးမီးယားလိမှာမျော်လင့်ထားတဲ့ဆက်တပွဲတီတီတွင်းကိုမရှိဖန်တီးမှုမရှိနဲ့သူတို့မျော်လင့်ထားတဲ့ expectation ကိုလုံးဝမတွေ့ရတဲ့အခြေအနေမျိုးဖြစ်ပြီးတော့ Florian Verz ရဲ့အနေထားကလည်း Liverpool ပြည်သက်တည်းထဲဆိုးရင်စာဖြစ်တယ်။နောက်တစ်ယောက်ကတော့ Milos Kakić Hungarian နောက်ခံကစားမှဖြစ်တဲ့ club မှာ Hungarian အသင်းကောင်းဆောင် Dominic Szoboszlai ကမနစ်ကတည်းကပိုကောင်းတဲ့ performance မျိုးဇက်တိုက်ခြေစွမ်းပြဂိုးတွေသွင်းနေသည့်တိုင်အောင်အကောင်းဆုံးပုံစံရနေသည့်တိုင်အောင် မီလော့ခါကစ်ကအန်တီရော်ဘင်ဆင်ကိုပါကြော်ပြီးတော့သူ့နေရာပျောက်သွားပြီအစောပိုင်းကတော့နီးပြကသူ့ကိုနေရာပေးပေမဲ့တန်း၄၀ပေးရတဲ့ဘယ်နောက်ခံကစားမကလီဗာပူးမှာလုံးဝ impressive မဖြစ်တဲ့အတွက်သူတောက်လျှောက်ရုန်းကန်ရတယ်လီဗာပူးပြည်သက်တွေကိုယ်တိုင်ရော်ဘင်ဆင်ကို ပြန်သုံးပါလို့တောင်ပြောရတဲ့အထင်ဖြစ်ပြီးတော့တမီလော့ခါကစ်လည်း struggle ဖြစ်နေတယ်ကိုယ်မကျော်ကျော်မမရှိတဲ့ဆွေလီကတော့ပြီးခဲ့တဲ့တနှစ်ကခေါ်ထားတာသူကတော့ပေါင်25သန်းနဲ့ခေါ်တယ် ဒါပေမဲ့အဲ့ပြောင်းရွှေ့ချေကို၈တနစ်ကပေးကြရမလို့ပဲမိနစ်ကမှပေးရတာဖြစ်တယ်။ဗလန်စီယာမှာတရားဒီအငားထက်ငားတယ်။အခုသူရောက်လာတဲ့အချိန်မှာသူ OK လို့ပြောလို့ရတယ်။တချို့ပွဲစဉ်တွေမှာအာလစင်ဘက်ကဆိုရင် save သွားနိုင်တဲ့အလိုမျိုးသူကာဝင်နိုင်ခြင်းမရှိပေမဲ့ဒီဆန်ကိုကီပါတယောက်အနေနဲ့အရင်ဆိုးွားတဲ့အချိန်တွေမရှိဘူး။ okay လို့ပြောလို့ရတဲ့အခြေအနေမျိုးဖြစ်ပြီး25တန်းပေးရတယ်အဲ့ထဲမှာ President Noan ကနေ Freddie Woodman ဆိုတဲ့အရန်ကုန်းသမားတစ်ယောက်ခေါ်တယ်။နောက် Hugo Akitike Akitike ကတော့ Liverpool ခေါ်ယူခဲ့တဲ့ကစားမတွေထဲမှာဒါခြေစွမ်းအပြနိုင်ဆုံးကစားမလို့ပြောရလို့ရပြီးတော့ DRT ပြိုင်ပွဲဆုံးမှာ6ဂိုးသွင်းထားတယ်။ Akitike က Premier League မှာ3ဂိုး Carabao Cup မှာ2ဂိုးနဲ့ Champions League မှာ2ဂိုး နောက်တစ်ဖက်က community တိုင်းမှာတကူတွင်းပြီးတော့6ကိုတွင်းထားတယ်။လီဗာပူးရဲ့အခုပြိုင်ပွဲဆုံးအားလုံးကိုကိုတွင်းထားဖြစ်ပြီးတော့ကစားမအစ်တဲမှာမီလော့စကာကီကတကူတွင်းနဲ့အာလဆနာ E set တကူတွင်းနဲ့ဘူလော့စ်အနေထားရသူတို့မျောလင့်ထားတဲ့ပုံစံ လုံးဝမရသေးဘူးဖြစ်နေတယ်ဆိုအဲ့ဒီနောက်မှာကျွန်တော်တို့အခုလက်ရှိနေထား AKTK ပြီးတဲ့အချိန်မှာကလပ်ဘက်က Giovanni Leoni ဆိုတဲ့ချက်တိတ်လေးပါမကနေပေါင်26တန်းနဲ့ဝဲတယ်ကန်ဆိုးစွာနဲ့ပဲ ACA injury ဖြစ်သွားတော့သူ့အတွက်26တန်းကဒီယာတီအတွက်ဆိုရင်တော့လုံးဝသုံးလို့မရတဲ့26တန်းဖြစ်သွားပြီးတော့နောက်ဆုံးတစ်ယောက်ကတော့အာလဆနာအီဆက်ပေါင်125တန်းဗြိတိရှားစံချိန်တင်ပြောင်းရွှေ့ခြေဖြစ်တဲ့ကမ္ဘာဘောလုံးလောကရဲ့3ယောက်4ယောက်မြောက်ဈေးကြီးဆုံးကစားမဖြစ်တဲ့အီဆက်ကဘာဖြစ်လဲဆိုတော့ဟိုတနေ့ကလီဗာပူးက ိုးရဖို့လိုအပ်နေတဲ့အချိန်မှတောင်းနီးပြကဤဆက်ကိုမသုံးဘဲချိုးကိုမက်ကိုထဲတဲ့အထိဖြစ်တဲ့ခါမှာဤဆက်ရဲ့ confidence တော်တော်လေးကျဆင်းနေတယ်ဆိုတော့ liverpool အနေနဲ့မှားရွေးတဲ့ business ကိုပဲပြောမလားသူတို့ရဲ့အဓိကကစားမားတွေကဗျာအခု try alexander arlo ထွက်သွားတယ်ကယ်လာဟာဆိုရင်သူတို့ထွက်သွားတဲ့အချိန်မှာမနစ်ကရောင်းရငွေရတန်း190ကကစားမရောင်းချမှုရတယ်။ကစားမဝယ်တာက416တန်းဝယ်တယ်။ Trent Alexander-Arnold တို့ကသူတို့8တန်းရတယ်။ Free Plus လပ်ဝေါ်ကက်ကစားချင်လို့၈တန်းပေးရတယ်ခလဟာရှီက၁၂တန်းရပြီးတော့နတန်ဖီလစ်က၃တန်းရတယ်အဲတစ်ချိန်တည်းမှာပဲဂျာရစ်ကွန်ဆာကဘိုင်လီဘာကူဆင်မှာအတိုင်းတာထူတီချေစွမ်းပြပြီးတော့လူးစ်ဂျီအက်စ်ကပေါင်တန်း60ယူရို85တန်း ထိုင်လာမိုတန်ကလီယွန်ကို10တန်းနဲ့ဒါဝင်းနူးယက်က46တန်းဘန်ဒုတ်ကတန်း30တန်း190ကစားမအယောင်အတွင်းနဲ့ပတ်သက်လို့လီဗာပူးကကျေနပ်စရာရှိပေမဲ့အခုလူးစ်စီရဲ့တယောက်ထဲခြေစွမ်းပြတဲ့ရိတ်ကတော်တော်လေးကောင်းတယ်ခဲလာဟားဆိုလည်းတော်တော်လေးခြေစွမ်းပြနေတယ်အခုလက်ရှိမှာခဲလာဟားကလည်းဘရန်ဖို့မှာအကောင်းဆုံးကုသမလီဗာပူးကိုတောင်းအနိုင်ယူခဲ့တဲ့ခြေစွမ်းကိုတွေးကြရပြီးတော့အခု ဒါဝင်းနူညက်က sorry pro league မှာရှစ်ပွဲကစား၄ခု twin ထားတယ် sorry pro league မှာလီပြိုင်ပွဲမှာ၃ခုပြိုင်ပွဲဆုံးမှာ၃ခုနဲ့ total ၄ခုနူညက်က၄ခု sorry pro league မှာ twin ပြီးတော့အခုလက်ရှိမှာ ds က၁၇ခု twin ထားဆိုတော့သူတို့၂ယောက်ပေါင်းကို15ခု twin ထားတယ်ဆိုတော့ liverpool အတွက်က drd transfer window business မှာ army sort အတွက် milo khaki ကလည်းအခုလောလောဆယ် sofa ရ miss ဖြစ်တယ် ဂျယ်မီဖရင်ပေါင်ကတကယ်ဆို quality ဖြစ်ပေမဲ့ဒဏ်ရာတွေကြောက်သူလဲ miss လို့ပြောလို့ရတယ်ဂျိုဗန်နီလီယိုနီက injury ဖြစ်လို့ကန်ဆိုးသွားတယ်อีเซกาวโลเซมิสဖြစ်နေတယ် now florinvas မิสဖြစ်နေပြီးတော့ akitiki တယောက်တော့ပဲ decent ထပ်ပို့တဲ့ performance မျိုးရထားတယ်ဆိုတော့ဒီချက်ကလည်း anti software under pressure ဘာလို့ဆိုတချို့ report တွေမှာကျွန်တော်တွေ့တယ် သူတို့အာနီစလော့ကလီဗာပူးကသူတို့ရဲ့ main target က Florian Wirtz ကိုမစင်စားခဲ့ဘူး။ Manchester City ဝယ်သွားမှာဆိုလို့သူတို့ရအောင်ဖျက်ဝယ်လိုက်တယ်ဆိုတဲ့သတင်းတွေတောင်ပေါ်ပြထားတယ်။ပြောချင်တာကသူတို့ရဲ့ main ကအဲ Florian Wirtz ကိုစိတ်ကိုဝင်စားအောင်စိတ်ဝင်စားတာက Bayern ရဲ့ Real Madrid ရဲ့ Man City ရဲ့ဒီလောက်ပဲစိတ်ဝင်စားတာ။ဒါပေမဲ့လီဗာပူးကဒုံးဆိုပြီးတော့တန်းတရာချောပေးလိုက်တဲ့အချိန်မှာအလုံးလက်လျှော့သွားတဲ့အတွက်ကြောင့်လီဗာပူးရဲ့ main target ဟာ Florian Wirtz မဟုတ်ဘူးသူတို့ရဲ့ main target က Isak ပဲ။ အကီတီကီနဲ့သူတို့ရဲ့ main target ပေါ့ဘူးအကီတီကီကိုသူတို့စိတ်ကိုဝင်စားတာသူတို့ရဲ့ target ကအီဆက်အီဆက်မရောလို့ညူကာဆယ်ဝယ်ချင်တဲ့အကီတီကီကိုသူတို့ရအောင်ဖျက်ခေါ်လိုက်ပြီးတော့ညူကာဆယ်ကအကီတီကီအီဆက်ကိုပါထပ်ခေါ်လိုက်တယ်ဆိုတော့တချို့အပြောင်းရွှေ့တွေမှာလီဗာပူးတို့ကနည်းနည်းလေးတော့ surprise ဖြစ်စရာတွေဖြစ်ပြီးတော့ဒီယာဒီမာ ပေါင်တန်း400ချိုသုံးထားပြီးတော့အရေးကြီးတဲ့ကစားမတွေ miss ဖြစ်နေတဲ့အခါကအန်ဒီစလိုပါ under pressure ဖြစ်လို့အခုအသင်းကအခုသူတို့ကိုယ်တိုင်တောင်မှ transfer window အတွက်မှနောက်ထပ် pressure တွေဖြစ်နေပါတယ်ဆိုတော့ Liverpool ရဲ့ D transfer ဟာဒုတိယရာသီဝက်ရောက်လာတော့မှဘယ်လိုသိမ့်မချရရောက်လာဒီလူတွေကိုအကောင်းဆုံးပုံစံမျိုးပြန်ရနိုင်မယ်လို့ထင်လားနောက်ရာသီမှာတော့ maybe အကောင်းဆုံးဖြစ်ခေါင်းဖြစ်မယ်ဒီရာသီမှာတော့သူတို့တော်တော်လေးတော့ struggle ဖြစ်နေတော့အမှန်ပေါ်လေးဘယ်လိုမြင်ကြလဲကိုမမောင်ဝင်ရောက်မှတ်ချက်ပြကြပါလို့ကျေးဇူးတင်ပါတယ်